ကင်ညာနိုင်ငံရဲ့ဂေဟာစနယ်အတွက်တံမိုးရှိတဲ့ပျောစိတ်အကောင်ကြီးထောင်ပေါင်းများစွာကိုမောင်ခိုကူးဖို့ကြိုးပမ်းသူ၄ဦးကိုတရားရုံးကတဦးစီပေါ်ဒဏ်ငွေကန်ဒေါ်လာ8,900စီချမှတ်လိုက်ပါတယ်။ Belgium ဆယ်ကျော်သက်အရွယ်၂ဦး၊ VNN နိုင်ငံသား၁ဦးနဲ့ကင်ညာနိုင်ငံသား၁ဦးတို့ကိုအာနာပိုင်တွေကဧပြီလ9ရက်နေ့ကဖမ်းဆီးခဲ့တာပါ။အရွယ်ကြီးမားတဲ့အာဖရိကပျောစိတ်ဘုရင်မအကောင်ကြီး9,440ကို မောင်းခိုကူးဖို့ဂျိုးပန်းခဲ့တဲ့ဖျက်နှစ်ခုအတွင်းအဲ့ဒီလူလေးဦးကိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီပြောစိတ်တွေကိုဥရောပမှာအွန်လိုင်းကနေရောင်းရင်ယူရို၈သိန်း၉သိန်းလောက်ရနိုင်တယ်လို့ကင်ညာအရာရှိတွေကပြောပါတယ်။ပျော်စိတ်ပြင်မာတွေဥတဲ့ဥတွေကနေလှုပ်သားပျော်စိတ်တွေတိုက်ခိုက်ရေးပျော်စိတ်တွေနောင်ပြင်မာဖြစ်လာမဲ့ပျော်စိတ်တွေပေါ့မွေးဖွားနိုင်တာကြောင့်ကင်ညာခရီးစနစ်ထိမ့်သိမ်းရင်းမှာအေးပါတဲ့အကောင်ကြီးဖြစ်နေတာပါ။ ဖမ်းဆီးခံရသူအလုံးကအပြစ်ရှိကြောင်ထွက်ဆိုထားပြီးသူတို့အနေနဲ့ဒဏ်ငွေဆောင်မှုပြက်ကွက်ခဲ့ရင်ထောင်ဆန္ဒချမှတ်ခံရမှာဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေကြောင့်တော်ရိုင်းတရိတ်ဆန်မှောင်ခိုကူမှုဟာကျယ်ပြန့်တဲ့ကွန်ရက်တွေနဲ့ဆက်နွယ်နေတယ်လို့ပေါ်လွင်လာပါတယ်။ဖမ်းဆီးခံရသူတွေအလုံးကသူတို့အနေနဲ့ဒီလိုပြောစိတ်တွေရောင်းဝယ်တာဟာတရားမဝင်ဘူးဆိုတာမသိဘဲလှုပ်ခဲမိတာဖြစ်တယ်လို့ထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။